မကျွတ်မလွတ်တဲ့ပုံကိုယ်တွေကသင်္ကန်းဝတ်ချင်တယ်လို့အိမ်မက်ပေးတဲ့အတွက်အဲ့ဒီမကျွတ်မလွတ်တဲ့ပုံကိုယ်တွေကိုသင်္ကန်းဝတ်ပေးတာတဲ့ဒီဒီကကြတော့ခုလိုဆိုင်ကတုံးတုံးကြီးပါလို့တုံးမရှိရဘူး။ဒါကြောင့်အထက်ကကျိုးကျော်ပါဆီမဘုဒ္ဓဆရာတွေရော ုတ်တော်ရဲ့အတော်တော်လေးနော်ကိုယ်အပ်ဖို့ဘုရားကျောင်းကတက်တက်ငါးရာဘယ်ကနေလဲဆရာတော်ဆရာတော်ကတော့ခါရီးတော့တိုင်းကြုံလို့ဘလိတ်ဆိုင်ဘလိတ်တိုင်းကတရားလေးကတောင်းလို့ရှိသေးတာလေဒါကြောင့်မို့ဒီနေရာဒီနေရာသောက်

ဲ့ဒီလိုပဲမြင်ပါတယ်နော်သင်္ကန်းဝတ်တယ်ဆိုတာလေဝတ်ချင်တိုင်းဝတ်လို့မရဘူးအင်္ဂါရက်တွေရှိတယ်နော်ကိုရင်ဝတ်မယ်ဆိုရင်ကိုရင်လောင်းကတရဏဂုံကိုပြီးအောင်ဆုံနိုင်မှကိုရင်ဖြစ်တယ်တရဏဂုံကိုပြီးအောင်မဆုံနိုင်ဘူးဆိုရင်ကိုရင်မဖြစ်ဘူးဒီမချွတ်မလွတ်တဲ့ပုံစံတွေကဘယ်လိုလုပ်ပြီးတော့တရဏဂုံကိုဆုံလို့ရမှာတော့နောက်ယဟန်ဝတ်မယ်ဆိုရင်လေဝိတုယဟန်လောင်း မြတ်တိမြတ်ကမ္မဝါစာဏိဒံတိမာသိန်းနုဿာဝနကမ္မဝါစာပရိတာပရိသတ်ဆိုတဲ့ဤအင်္ဂါ၅ချက်နဲ့ပြည့်စုံမှယဟန်ဖြစ်တယ်နော်အခုဝိထုဆိုတဲ့ယဟန်လောင်မရှိတဲ့အတွက်ယဟန်ခံလို့မရဘူးနောက်ပြီးမြတ်စွာဘုရားကိုတော်တိုင်ကလည်းပဲလူသားဆယ်စစ်ကိုသားလျင်ပဲယဟန်ပြုပေးရမယ်လို့ဝိနည်းပြညတ်ထားတဲ့အတွက်မကျွတ်မလွတ်တဲ့ပုံကိုယ်တွေတင်ပန်းဝဲလို့မရဘူးနော် ဒါကိုသိအောင်အရင်ဆုံးလေ့လာပါမလေ့လာဘဲနဲ့ပောက်ကရမလုပ်ပါနဲ့နော်ဦးစင်းကလေဘာသာချားတိုက်ခိုက်တာကိုအဲ့ဒီလောက်မနာဘူးဗုဒ္ဓဘာသာပါဆိုတဲ့ကိုယ်ထဲကလူကပောက်ကရလုပ်တာကိုအသေးပေါက်အောင်နားတယ်နော်နောက်ပြီးဒီလိုလုပ်ရက်တွေကိုဘာသာချားကမြင်ပြီးဆိုရင်လည်းပဲကိုယ့်ဘာသာသိခါကြတယ်နော်ဒါကြောင့် တချို့တချို့သောဗုဒ္ဓဘာသာဝင်တွေကိုပြောကျင်တာကဘာသာရေးနဲ့ပတ်သက်ပြီးတခုခုလုပ်တော့မယ်ဆိုရင်တတိနားလေတဲ့ပုဂ္ဂိုလ်တွေရဲ့ထာမှာငင်းမြန်းပါမမေးမမြန်းပဲနဲ့ကိုထင်ရမလုပ်ပါနဲ့ကိုဘာသာသိခါကြပါတယ်နော်အိမ်မက်အရာအလိုလောက်ခိုင်းလို့နမဘွားရီကိုသင်ငန်းစီပေးခဲ့တဲ့လက်တန်တော်ရွာကရွာသားများမိင်္ဂလာပါပြည်သက်ကြီးတို့ရေ ဒီအလှူပွဲကတော့လက်ပတ်တော်ဖျားထီးတွင်ပွဲမှာဖြစ်သွားတာဖြစ်ပြီးတော့ကျမတို့တသက်နဲ့တကူမမြင်ဘူးမတွေ့ဘူးတဲ့အရာတကူပဲဖြစ်ပါတယ်။ဒါကတော့ဟိုတချို့တော့ပုဂ္ဂိုလ်တွေရဲ့ပညာမတတ်တော့ပုဂ္ဂိုလ်တွေရဲ့လက်ထဲကိုဗုဒ္ဓသာသနာရောက်ရှိခြင်းဟာမြတ်အုံဒီရတလို့ပါပဲ။နော်။မြတ်တွေကအုံဒီရအုံဒီရလို့ရှိရင်ဘာလို့လို့ဘာကံရမှမသိတယ်လို့တချို့တော်သူတွေကလည်းဗုဒ္ဓရဲ့အသုံးအမှတွေကို ဘာလို့လို့ဘာကန်ရမှန်းမသိကြပါဘူးအခုပဲကြည့်ပါလားဖြစ်တင်တာကအိမ်မရဆိုလို့ရှိရင်ဒီရှင်လောင်းလှည့်ပြီးတော့လူစင်စစ်တွေကိုရှင်ပြုတ်ပေးပြီးတော့နာတာပေးပြီးတော့ရဟန်းခံပေးပြီးတော့အမြတ်တမ်းပေးဝေရမယ်လို့ဦးသင်ကထင်တာဖြစ်ပါနော် ချို့တိရိစ္ဆာန်တွေကဘယ်လောက်ထိပဲကြံတန်းကြံတန်းမေတ္တာအင်မတန်ကြီးတဲ့ပုဂ္ဂိုလ်နဲ့သူတွေရင်အဲ့ဒီလိုညင်ကြသွားလိမ့်ရှိပါတယ်။ဒါကတော့မေတ္တာပြားကိုဒေဝရက်ပေါ့အရှင်ဒေဝရက်ကသင်နာလာဂိရိသင်ပေါ့နာလာဂိရိသင်နဲ့နင်းတခိုင်းတာသူကငကိုတည်းကကြံတန်းတယ်သူကအရက်မူးအောင်တိုက်ပြီးတော့ရာဇကြီးပြည့်တဲ့ကိုမောင်းထုတ်ပါတယ်။မေတ္တာပြားကိုနင်းတတ်ဖို့ပေါ့ ဒီဘက်တော့ကြံလာပြီ။အဲ့ဒီမှာလူတွေကပြေးကြတွားကြပြေးကြတွားကြတဲ့အရှင်အန္တရာမြတ်သက်ပြားကိုနင်းတက်မှသူတို့ရေမြတ်သက်မြတ်သက်ပြားရှိမှသူ့အတက်ကိုဝန်နှင်းခံတယ်။အဲ့ဒါကိုမြတ်သက်ပြားတကိုးနဲ့ဖယ်ပြီးတော့နာရဂရီတင်ကိုပဲတိတ္တမေတ္တာပို့ဆိုတယ်။အဲ့ဒါကိုအောတိတ္တမေတ္တာခေါ်ပါတယ်။အရင်တုန်းကတလောကလုံးကိုဖြန့်ကျက်ထားတဲ့မေတ္တာကိုနာလာဂရီတင်တအုပ်တဲကိုပဲပို့ အဲ့ဒါကိုအောတိတ်တမေတ္တာနာဘနာဂရိယမေတ္တာပြအနာရတဲ့ခါမှာသူ့ရဲ့မုံရတဲ့တိတ်ကပြဲပြီးတော့တိတ်တန်ညဉ့်ညံ့သွားတယ်အဲ့ဒီခါမှာသူ့မေတ္တာပြကိုကတော့တယ်ကတော့ပြီးတော့သူမြေကြီးကိုယူပြီးတော့အဲ့ဒီမြေကြီးနဲ့မေတ္တာပြကိုပူတော်တယ်နာဂရိတေနမေကတဏပါလာအဲ့ဒီခါမှာသူ့ကိုလူတွေကနေပြောပူတော်တာပေါ့ယတနာရီရွှေရင်ငွေနဲ့ပူတော်တဲ့ခါမှာသူကတဏပါလာဆိုတဲ့အမိကို चार बारे